စကိုင်းတိုင်းပမောင်းမြို့နယ်မှာရှမ်းနီအမျိုးသားတပ်မတော် SNL နဲ့ KIABDA ကဒူး PDF ပူးပေါင်းဖွဲ့တို့ကြောင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိနေ၍ဒေသခံပြည်သူအများအပြားဘေးလွရာထွက်ပြေးတိမ်းရှောင်နေရပြီးလက်ရှိချိန်မှာတိုက်ပွဲရှောင်ပြည်သူများအတွက်စေဝါနဲ့စားနပ်ရိက္ခာများအရေးတကြီးလိုအပ်နေတယ်လို့တိုက်ပွဲရှောင်ပြည်သူများထံမှသိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွင်ကစာရင်းဗမုံမြို့နယ်တွင်၌ရှမ်းနီအမျိုးသားတပ်မတော်နှင့် KIAPDA ကဒူးအဖွဲ့တို့ကြောင့်တိုက်ပွဲများယနေ့အထိပြင်းထန်လျက်ရှိရာဗမုံမြို့နယ်တွင်ကဒေသခံပြည်သူများမှ SNA တပ်မဟာ614ထိန်းချုပ်နယ်မြေတွင်ရှိတိုက်ပွဲဆောင်စခန်းများနှင့်နီးစပ်ရာဆွေမျိုးသားချင်းအိမ်များသို့ထွက်ပြေးတိမ်းရှောင်နေရပြီးလက်ရှိချိန်မှာစောင့်ဝတ်နေရင်းနဲ့စေဝါလူအချက်များရှိနေတယ်လို့တိုက်ပွဲဆောင်ပြည်သူတို့က EPN သတင်းဌာနကိုဆက်တွယ်ပြောပါတယ်။ နေဖို့အတွက်ကဘမာပဲနေနေအဆင်ပြေအောင်ကနေလို့ရတယ်။ကျမရဲ့အတွက်ဈေးနဲ့စားတောက်ဖို့အတွက်ရိတ်ခါတွေကတော့လိုအပ်နေတာအမှန်ပဲ။တိုက်ပွဲကြောင့်ပြေလွှာရင်ဒဏ်ရာရတဲ့သူတွေ၊လက်နက်ကြီးထိမှန်တဲ့သူတွေနဲ့ငိုကလေးကအသက်ကြီးပြီးကျမရဲ့မကောင်းတဲ့သူတွေနဲ့ကလေးတွေအတွက်ကဆေးတွေလိုတယ်လေ။ဒီမှာကလူလဲတဖြည်းဖြည်းများလာတော့စားနပ်ရိတ်ခါကလည်းခက်နေပြီ။အဆက်နေအဖွဲကလည်းသူတို့တတ်နိုင်တဲ့လောက်တော့ကူညီနေတာပဲ။ဒါပေမဲ့လည်းလိုအပ်တာတွေကရှိနေတာပဲလို့သူကပြောပြပါဗျ။ ိုက်ပွဲဆောင်ပြည်သူများအတွက်ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့က SNE တပ်မဟာ64တပ်ရင်းနဲ့ရှမ်းပြည်လူထုများတိရခန့်စီလုပ်ငန်းရှင်များပူးပေါင်း၍၎င်းဟုံမလီမျိုးမှမြို့မကျောင်းဆရာတော်ဦးဆောင်သောတန်ဃာတော်များနှင့်တိရခန့်များပူးပေါင်း၍၎င်းဒီရစွန့်ခွာတိုက်ပွဲဆောင်ပြည်သူများအတွက်စာနယ်ရိက္ခာများနှင့်အတုံးဆောင်ပစ္စည်းများလာရောက်ထောက်ပံ့ပေးခဲ့ပြီးနောက်မိတိအလူရှင်မိတိအဖွဲ့အစည်းမှလာရောက်ထောက်ပံ့ခြင်းမရှိ၍အခက်အခဲများစွာဖြင့်ကြုံတွေ့နေရတယ်လို့တိုက်ပွဲဆောင်အမျိုးသမီးတို့ကပြောပါတယ် လဆန်ပိုင်းကတော့တခေါက်လာထောက်ပန်းနေအဲ့ဒီနောက်ပိုင်းမှာဘသူမှမလာဘူးအစိုးရလည်းမလာဘူးတခြားဖွဲ့စည်းတွေလည်းမလာဘူးပြောချင်တာတော့ကျမတို့လည်းအမှန်တကယ်ကိုဒုက္ခရောက်နေတာမို့လို့အကူအညီလေးပေးကြဖို့မြတ်တာရက်ခံချင်တာပါဒီမှာကအဆဆရရအဆန်ဒီကိုပဲအပူကတ်နေရတယ်လို့သူကပြောပါတယ် အစံနေရာနေနဲ့တိုက်ပွဲဆောင်ပြည်သူများအတွင်ရွှေပြောင်းရင်၊ကြမ်းမာရင်၊နေထိုင်ရင်၊စားတောက်ရင်စာလီတို့ကိုတတ်နိုင်သမျှဆောင်ရွက်ပေးနေသည်ဖြစ်တော်လဲ။တိုက်ပွဲဆောင်ဥယျာဉ်များလာသည့်နေရာများ၊စေဝါနှင့်စာနယ်ရိက္ခာများအခက်အခဲဖြစ်လာရလို့အစံနေတပ်မဟာ6တက်လေးမှတာဝန်ရှိသူတို့ကပြောကြားခဲ့ပါရယ်။ တိုက်ပွဲစဖြစ်တုန်းကတိုက်ပွဲရှောင်လာတဲ့လူဦးရေ320ဦးဌာနဆိုင်ရာဝန်ထမ်း165ဦးစုစုပေါင်း485ဦးရှိတယ်။နောက်ပိုင်းမှာတိုက်ပွဲရှောင်လာခဲ့ကြတဲ့သူတွေလည်းအများကြီးပဲ။အခုနောက်တတုံးနဲ့အဆက်တွေရထားပြီးဒီကိုတော့မရောက်လာသေးဘူး။ခမိုးဘက်ကနေတိုက်ပွဲရှောင်သွားကြတဲ့သူတွေဟုတ်တယ်။ကလေးလူကြီးစုစုပေါင်း280ယောက်လို့စည်ရင်းရထားတယ်။ဒါတောင်တချို့ရွာတွေမှာအိမ်ဆောင်ပြီးနေနေကြတဲ့သူတွေရှိနေသေးတယ်။ အဲ့ဒါတွေကိုလည်းမေးမြန်းပြီးရှာခိုင်းထားတယ်။ဘာလို့လဲဆိုတော့အဲ့လိုဆက်နေနေရင်လုံခြုံရေးကစိတ်မချရဘူးလေ။ခက်မှန်းရတဲ့လို့ဆိုရင်အခုရောက်လာမဲ့တိုက်ပွဲဆောင်ဦးရေက300ကျော်မဲ့ထင်တယ်လို့သူကဆက်လက်ပြောပြပါရတယ်။ မောင်မြို့နယ်တွင်၌လက်ရှိအချိန်ထိတိုက်ပွဲများပြင်းထန်နေ၍ရှမ်းနီအမျိုးသားတပ်မတော် SNL တပ်မဟာ64ထိန်းချုပ်နယ်မြေအတွင်းတို့ကံရွာအလေရွာတောင်ကုန်းအရှိကုန်းတခွက်ရွာခိုနန်းလက်ပန်းချင်းနတ်မုံခေါင်ရွာများနှင့်ခိုပြင်းရောင်သားရွာမန်အင်းမင်းကုန်းရှိတိုက်ပွဲဆောင်ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံပြည်သူဦးရေစုစုပေါင်းတထောင်ဝန်းကျင်အထိရှိနေပြီဖြစ်တယ်လို့သိရပါတယ်